အရခတက်တို့အေးထိန်းချုပ်ထားတဲ့ရခိုင်ကမြို့နယ်တချို့မှာဒေသထွက်စားတောက်ကုန်၊ရေမျိုးကုန်၊ဆေးဝါးတွေအပါအဝင်လူသုံးကုန်နဲ့အလှကုန်ပစ္စည်းတွေကိုတုံဆွေးဖို့တင်းမတဲ့နဲ့ပတ်သက်ပြီး UNAA ကစတင်စစ်ဆေးနေတယ်လို့သိရပါဗျ။လက်ရှိမှာကျောင်းတူမရာဦးမင်းပြမြို့နယ်မှာရှိတဲ့ရေမျိုးကုန်တွေကိုတုံဆွေးရန်တင်းမတဲ့နဲ့ပတ်သက်ပြီး UNAA ရဲ့အစားအသောက်နဲ့ဆေးဝါးကွက်ကွက်ရဲ့ဦးစီးဌာန FDA ကစစ်ဆေးနေတာပါဗျ။ UNAA နဲ့နိုင်ဆက်သူတရားရဲ့ပြောစကားကို DMG ကနေအတန်အစားထိုးဖက်ပြထားပါတယ်။မရုံးနယ်တရှိုးမှာတော့ခါရက်တီကိုစားလို့စိုက်စင်းနေပါလား။တရှိုးမရုံးနယ်တိမှာလေအီလာတော့မှာဆက်ပနာစိုက်စင်းလို့ဘုံဟင်းပါတယ်။ရက်ကိုအဓိကစိုက်စင်းလို့ဘုံဆိုပါ။ပြိကေစားတော့ကုန်တင်းနဲ့အလှကုန်စီဝတ်တိကိုလေစိုက်စင်းလို့ဘုံဟင်းပါတယ်။အေးထိမ့်ချုပ်ထားတဲ့ရခိုင်ဒေသမှာပြည်ပနဲ့ပြည်မထုတ်ရေမျိုးကုန်တွေကိုတောက်တုံးရောက်ရှာတာပိတ်ပင်ပြီးတဲ့နောက်ပိုင်း ဒေသကထုတ်လုပ်တဲ့ဆန်အရက်တတိနဲ့ဖြိုဆက်ထားတဲ့ကိုတေဝိုင်းစတဲ့ရင်းမျိုးကုံတွေကိုအဓိကတောက်သုံးနေကြပါတယ်။ဒေသထုတ်ရင်းမျိုးကုံတွေထုတ်လုပ်ရောက်ရှာရမှာစေဝါထောက်ခံရှဲတစုံတရာမပါဝင်တာကြောင့်စိုးရင်နေရရှိမှာတုံးဆွေးဖို့တင်မတင် UNAA ကစစ်ဆေးလာတာဟာကောင်းမွန်တဲ့လုပ်ရဖြစ်တယ်လို့ဒေသခံတွေကဆိုကြပါတယ်။ ဒါအပြင်စားသောက်ကုန်တွေအပါအဝင်တက်တဲကုန်ဆေးဝါးတွေတားမြစ်အလှကုန်ပစ္စည်းတွေရောက်ရှာမှုတွေဟာဈေးကွက်အတွင်းမှာတွင်ကျင်နေရှိမှာပဲအခုလိုစစ်ဆေးမှုတွေလှုပ်ဆောင်တာဟာပြည်သူတွေရဲ့ကျန်းမာရေးကိုကာကွယ်တာဖြစ်တယ်လို့လည်းဆိုထားကြပါဗျ။ အစောတရအနေနဲ့ပေါ့နော်ဒီလောက်ရကလုံးတင်တဲ့လောက်ရတခုဖြစ်ပါတယ်ဒီအစားတောက်စေဝါတွေစေဝါတွေဆိုတာကဒီပြည်သူလူထုတွေရဲ့နေစဉ်သုံးနေရတဲ့အသုံးဆောင်တွေဖြစ်တဲ့အတွက် တော်တော်လေးကိုအရေးပါတဲ့ခုလိုအာအေကားဒီလိုမျိုးလုပ်တဲ့အတွက်ပြည်သူတွေတရားအနေနဲ့တော့ကျေးဇူးပါတယ်ခင်ဗျာတဖက်မှာလည်းအာရခတက်တို့အေကသိမ့်ပိုက်ထင်းရှုပ်ထားတဲ့မြို့နယ်အများစုမှာဓာတုဘေဒနဲ့ဘွေရရှိထားသူတွေရုခဘေဒနဲ့ဘွေရရှိထားသူတွေ တက္ကသိုလ်နားထားရသူတွေစက်မှုလက်မှုသိပ္ပံကြောင့်ဘွေးရရှိထားသူတွေကို UNLA ရဲ့အစာအသောက်နဲ့ဆေးဝါးကွက်ကွက်ရဲ့ဦးစီးဌာနကဝန်ထမ်းခိုယူနေတယ်လို့သိရပါဗျ။ကျောက်တုံမြို့နယ်ကအမျိုးသမီးတအူပြိုပြတဲ့အတန်ကို DMG ကနေအတန်အစားထုတ်ဖက်ပြထားတာပါ။ဒီလအတွင်းမှာ FD ထားတာမှလုံးလုံးကိုတွားရတော့မှကျွန်တော်တို့ငွေချင်းတွေဆိုရင်လို့အရင်လာခဲ့တဲ့ကစားလို့အလုံးလုံးနဲ့ရပါပြီ။ ရခိုင်ပြည်နယ်နေမြင်အများစုကိုတင်ပိုက်ထိန်းချုပ်ထားတဲ့ UNLA ဟာပညာရေး၊ကျန်းမာရေး၊စီပင်အခွင့်မိသက်ဥစည်းဌာနစတဲ့ဌာနတွေမှာဝန်ထမ်းတွေစက်တိုက်ခိုးယူနေပြီးတော့အုပ်ချုပ်ရေးရန်တရားနဲ့ပြန်လည်တိစောက်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နေပါတယ်ရှင်။